ဒါလေးကတော့အီတီနဲ့ဟင်ဒီဟင်ရက်တွေကိုအယောင်အုပ်စုအနေနဲ့ငါးအုပ်စုပါဝင်ပြီးတော့အမျိုးအစားအနေနဲ့125မျိုးပါဝင်တဲ့ဖြည့်စွက်စာအာဟာရဖြော့ရည်လေးပဲဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကကနေဒါနိုင်ငံမှာကျင်းပတဲ့ ICAN 2023 International Invention Innovation Competition ပြိုင်ပွဲမှာရွှေတစိမ့်စုရရှိတာတဲ့ဖြည့်စွက်စာအာဟာရလေးပဲဖြစ်ပါတယ်ဒီဖြော့ရည်ထဲမှာတစ်တီဟင်ဒီဟင်ရက်နဲ့ဗီတာမင်ပေါင်းများစွာပါဝင်ပါတယ်အတိအအနေနဲ့ဆိုရင်တော့တလေဒီဇီဒီနက်နက်တီဘယ်ရီဒီ 베리디မျိုးစုံပါတယ်နောက်ပြီးတော့ဇပိတိခယန်းချီတိလိမ္မော်တိဒါကအတိအနံအနေနဲ့ဟင်းဒီဟင်းရွက်အနေနဲ့ဆိုရင်ဟင်းနုံွယ်ရဲ့ပန်းကော်ပီစိမ့်မုံလာဥနီစီးဘက်ဝင်ပစ္စည်းတွေအနေနဲ့ဆိုရင်ရှီပဒီနောက်ပြီးတော့ apple cedar vanilla ပြီးတော့ဗီတာမင်ဓာတ်တွေဆိုရင်လည်းဗီတာမင် B1 B2 B12 biotin folic acid ascorbic လို့ခေါ်တဲ့ဗီတာမင် C အဲ့ဒီအရာတွေအကုန်လုံးပါဝင်တာဖြစ်ပါတယ်ဒီလိုလေးကိုတောက်တုံးပေးမယ်ဆိုရင်15 ml တောက်တုံးပေးပါသူ့မှာပါတဲ့ဖန်ခွက်ကလေးဒါလေးကလည်းဖန်ခွက်ကလေးကလည်းတစ်ခါလေးပါပြီးတော့ ဒီမှာ15 ml အမှတ်တာတစ်ခါတည်းပေးထားပါတယ်ဒီဖန်ခွက်လေးထဲမှာထည့်ပြီးတော့တစ်နှစ်ကို15 ml ထည့်တောက်လို့ရပါတယ်အကြံပြုချင်တာကဒီပလင်းလေးကိုမတောက်တုံးခင်မှာပလင်းလေးကိုတိချာလုပ်ပြီးပါပြီးတော့ဒီကောင်လေးကိုအေးရောက်ထားပြီးမှတောက်ရင်ပို့ပြီးတော့အရသာရှိပါတယ်ပလင်းအဖုံးကိုမပွင့်သေးခင်မှာဆိုရင်တော့အေးပြီးတော့ခြောက်တွေ့တဲ့နေရာနေရောင်ကြီးမထိတဲ့နေရာမှာထားပေးပါအကယ်လို့ပလင်းဖုံးကိုဖွင့်ပြီးွားပြီဆိုရင်ဒီကိစ္စတာထဲမှာထည့်ပေးထားပါမယ်ဖွင့်ပြီးတဲ့နေ့ကနေစပြီးတော့45ရက်အတွင်းကိုယ်အောင်တောက်တုံးတောက်တုံးပေးရမှာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ဒီထဲမှာပါတဲ့ပုံပစ္စည်းတွေကတဘာဝပစ္စည်းတွေဖြစ်ပြီးတော့အနေထိုင်တာတွေအယောင်ပြောင်းတာတွေဖြစ်တတ်ပါတယ်။ဒီဖန်ခွက်15မီလီလီတာတစ်ခွက်မှာဆိုရင်တော့စွမ်းအင်15ကီလိုကယ်လိုရီတာပါဝင်တယ်။အစီလုံးဝမပါဘူး။တခြားဓာတ်ကတော့3ဂရမ်ပါဝင်ပါတယ်။ဒီဖြော်ရည်ကိုခလေးတငယ်တွေနဲ့ကိုဝင်ဆောင်မိခင်တွေကတော့မတော့တုံးတင်ပါဘူး။အတူတူပြောရမယ်ဆိုရင်တော့ဒါကဟင်းဒီဟင်းနဲ့အသီးညံတွေကိုနေ့စဉ်မစားတုံးဖြစ်တဲ့သူတွေအတွက်ဓာတ်ထုတ်ဆက်ကြီးပစ္စည်းနဲ့ဗီတာမင်တွေကိုဖြည့်ဆွတ်ပေးတဲ့ကျန်းမာရေးဖြော်ရည်ဖြစ်ပါတယ်။